မင်္ဂလာပါရှင်မေလာဆရှိရဲ့တင်းကနွေနေရွှေရံကုန်ရဲ့တိမဖွေရတင်းကပောက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့တင်းကတော့အပြစ်ရဲ့သဘောတူမှု မရက်ပဲယူကရိန်းရုရှားအစ္စတန်ဘူစကားပြောပွဲပြီးဆုံးတဲ့တင်းဖြစ်ပါတယ်။ ယူကရိန်းနဲ့ရုရှားနှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေတရကီနိုင်ငံအစ္စတန်ဘူမြို့မှာမျက်နှာချင်းဆိုင်တိုက်ရိုက်စကားပြောခဲ့ကြကြောင်းအပြည့်အခက်ရရင်နဲ့ပတ်သက်ပြီးသဘောတူညီမှုမရခဲ့ကြောင်းနှစ်ဖက်ဖန်စီမိထားတဲ့စစ်တုံးပန်းတထောင်စီအပြန်အလှန်လဲလှယ်မယ်လို့ကိုယ်စားလှယ်နှစ်ဖက်စလုံးကပြောကြားကြောင်းသိရပါတယ်စကားပြောဆိုမှုဟာဆစ်ဖြစ်ပြီး၃နှစ်ကျော်အတွင်းပထမဆုံးအကြိမ်နှစ်နိုင်ငံထိုက်ရိုက်စကားပြောလာကြတာဖြစ်ပါတယ်။ ။နိုင်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဟာအမေရိကန်နဲ့ဥရောပအဖွဲ့တွေနဲ့ကြားမှာလည်းတရားစီတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။မော်စကိုမှာရှိနေတဲ့ရုရှားအစိုးရပြောခွင့်ရဒီမီထရီဘက်ကောကတော့ထိပ်သီးဆွေးနွေးပွဲဖြစ်ဖို့ဆိုတာကျွမ်းကျင်သူညှိနှိုင်းရေးသမားတွေနှစ်ဖက်အကြံပေးတွေကြောင့်အချင်ယူပြီးကြိုတင်စကားပြောတာတွေစလုပ်ဖို့လိုရလို့ဆိုပါတယ်။ထိပ်သီးဆွေးနွေးပွဲလို့တုံ့နှုံပေးမယ်ယူကရိန်းသမ္မတစလန်စကီကိုရည်ညွှန်းတာမဟုတ်ပါဘူး။အမေရိကန်နဲ့ရုရှားသမ္မတနှစ်ယောက်တွေ့ဆုံဖို့ဆိုတာတကယ်မဖြစ်မြောက်ခင်ကြိုတင်ဆွေး နေတာတွေအများကြီးပြုလုပ်ရမယ်လို့ Mr. Buffcock ကဆိုကြောင်းသိရပါတယ်ရှင်။ဆလတ်တင်စမဲ့တဲ့ရင်ကတော့ဂါဇာရင်အစ္စရေးစစ်တပ်ကတိုက်ခိုက်မှုများပုံမပြုလုပ်တဲ့တဲ့ရင်ဖြစ်ပါတယ်။အစ္စရေးကကွေတမရော IGF ဟာဂါဇာရင်စစ်စင်ရေးများချဲ့ထွင်ရန်အစဉ်အသင်းပြင်ဆင်မှုအဖြစ်တိုက်ခိုက်မှုများကိုပုံမပြင်းထန်စွာဆောင်ရွက်လျက်ရှိကြောင်း IDF ရဲ့ပြန်ကြားရေးဌာနကကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့24နှစ်အတွင်း IDF ဟာဂါဇာရှိစစ်စင်ရေးဆုံများတွင်ထင်းချုံမှုရရှိရန်ကြေပြန်သောတိုက်ခိုက်မှုများစတင်ဆင်နွှဲခဲ့ပြီးစစ်စင်ရေးပုံမှုချေထွင်းရှမ်းနှင့်စစ်ပွဲရဲ့ရည်မှန်ချက်များပြည်မီရန်တို့အတွက်မိမိတက်များအားစုစည်းခဲ့ပါသည်၎င်းဟီမန်ကျမ်းများတွင်ပြပီဆွဲခံရသူများလူမျိုးရှိနေဟာမတ်အခွဲကိုချေမုံရီတို့ပါဝင်တယ်လို့၎င်းအစင်ခန်းစားရင်ဖော်ပြထားကြောင်းသတင်းများကဖော်ပြထားပါသည် ။အစ္စရေးနိုင်ငံပိုင်းကန်ရုတ်တန်းလိုင်းကအစောပိုင်းတွင်ဖော်ပြချက်အရထပ်မံချဲ့ထွင်လိုက်တဲ့၎င်းစစ်စင်ရေးကိုဂီဒွန်ချာရော့ဖ်လိုအမည်ပေးထားပြီးဂါဇာရင်ဟာမတ်စ်တပ်ဖွဲ့များကိုချိန်မုံကပြန်ပေးဆွဲခံရသူများအားလုံးလွမြောက်ရှိရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ဆိုထားကြောင်းသိရပါတယ်ရှင်။ထမန်ဒီဆမဲ့တရင်ကတော့ယူကရိန်းနိုင်ငံဆူမီဒေတာရှိခရီးသည်တင်ဘတ်စကာအရုရှားတိုက်ခတ်မှုကြောင့်ကိုဦးသေးဆုံးတယ်လို့ယူကရိန်းဆွဆွဲတဲ့တရင်ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းရှိဆူမီဒေသတွင်ခီးသည်တင်ဘတ်စကားတစီအရုရှားကဒရုန်းဖြင့်တိုက်ခတ်မှုကြောင့်အ ਨੇ စုံလူကိုသေဆုံးပြီးအခြားခုနှစ်ဦးထိရရရှိကြောင်းယူကရိန်းအရာရှိများကစနေနေ့တွင်ပြောကြားခဲ့ပြီးအဆိုပါတိုက်ခတ်မှုဟာဆစ်ဖြစ်ပွားနေသောနှစ်နိုင်ငံသုံးနှစ်အတွင်းပထမဆုံးအကြိမ်ထိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုကျင်းပပြီးနိုင်ပိုင်းအကြံတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ ဒရုန်းတိုက်ခိုက်မှုဟာစနေနေ့နံနက်ပိုင်းတွင်ဆူမီဒေသရှိဘီလိုဖီလီယာမြို့တွင်ဖြစ်ပွားခဲ့ကြောင်းဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့ပြီးလူခိုးဦးသေဆုံးမှုအပြင်ခုနှစ်ဦးထဏ်ရာရရှိခဲ့ပြီးသုံးဦးမှာအသက်အန္တရာယ်ဆိုရင်းရကြောင်းဆူမီစစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအိုလက်ဟရီဂိုရော့ဖ်ကပြောကြားခဲ့ကြောင်းသိရပါပါတယ်ရှင်ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့အင်ဒိုနီးရှားသမ္မတထိုင်းသွားမယ်ဆိုတဲ့တဲ့ရင်ဖြစ်ပါတယ် အင်ဒိုနီးရှားသမ္မတပရာဘိုဝူဆူဘီရှန်တို့ဟာတနင်္လာနေ့တွင်ထိုင်းနိုင်ငံသို့နိုင်ငံတော်ခီးစဉ်သွားရောက်ကာနိုင်ငံဆက်ဆံရေးကိုမဟာဗျူဟာမြောင်မိတ်ဖက်ဆက်ဆံရေးအဖြစ်တရားဝင်မြင့်တင်သွားမှာဖြစ်ကြောင်းသတင်းများကဆိုပါရယ် နိုင်ငံသားရေးဝန်ကြီးဌာနဒုတိယပြောရေးဆိုခွင့်ရှိသူဖန်နီထွန်းတချီမဆာဝတ်ကမေလာ16ရက်ကသတင်းစာရှင်းလင်းပွဲတွင်ခရီးစဉ်နဲ့ပတ်သက်ပြီးအတည်ပြုပြောကြားခဲ့ကခရီးစဉ်ဟာဗိုလ်ချုပ်ကြီးပရာဘိုကို2024ခုနှစ်တွင်သမရတာဝန်ယူပြီးနောက်ပိုင်းပထမဆုံးထိုင်းနိုင်ငံခရီးစဉ်ဖြစ်လိမ့်မယ်လို့ဆိုခဲ့ပါတယ်။ဒါအပြင်နှစ်ပေါင်း20အတွင်းအင်ဒိုနီးရှားသမရတာဝန်ရဲ့ပထမဆုံးထိုင်းနိုင်ငံခရီးစဉ်လည်းဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးပရာဘိုဟာထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝက်ထရာနေတွေ့ဆုံမှဖြစ်ပြီး၎င်းတို့ဟာထိုင်းအင် ိုနီးရှားမဟာပြာမြောင်းမေဖန်ဆဆိုင်ရဲ့အစီအစဉ်ကိုပူရဲကျင်းများသွားမယ်လို့မျှော်လင့်ခဲ့ရကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။နောက်ဆုံးနဲ့ဆက်မဲ့တဲ့ကတော့ဒေါလိုက်စင်နိုင်တန်နိုင်တဲ့လျှက်စင်ရှင်ပြဲများကိုတက္ကစီအနေနဲ့ပြည့်စွဲပေးဖို့အိုလံပေးပွဲဖြစ်မြောက်ရေးကော်မတီကရှိမှန်းထားတယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ 2028ခုနှစ်အိုလံပစ်ပွဲတွေလာကြည့်သူတွေအနေနဲ့အင်မတန်ကားကျက်တယ်လို့နာမည်ဆိုရှိတဲ့ LA မြို့ကြီးရဲ့လမ်းတွေကိုကြုံလာနိုင်မယ်နီလန်ရှိနေကြောင်းအရာကတော့မိုးပြန်တက်စီတွေပါ EV တိုလိုအတူကောက်ခေါ်တဲ့ဒေါင်လိုင်းစင်းနိုင်တနိုင်နဲ့လျှက်စင်ရှင်ပြန်တွေကိုတက်စီအနေနဲ့ပြည့်စွဲပေးဖို့အိုလံပစ်အကစားပွဲဖြစ်မြောက်ရေးကော်မတီရည်မှန်းထားကြောင်းသိရပါဗျ။ယူပါကိုခေါ်တယ်လို့ပဲကိုလက်ကင်ဖုန်ကနေအလွယ်ခွန်နိုင်ကြောင်းလဲဆိုထားတယ်လို့သိရပါဗျ။